ရဲ့သတင်းဌာနကိုနာတော်ရစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မေလ18ရက်နေ့စီနေရဲ့တနေ့တောင်အွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တောင်းယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။နေနာဆင်ရမယ့်သတင်းကတော့မင်းပြတိုက်ပွဲအတွင်းကဖမ်းဆီးတိမ့်နေတာတဲ့စစ်တုပ်ပန်း200ကျော်ကိုအရခတ်တပ်တော်ထပ်မံလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်း အရခတ်တော်ကမူရစေဝါရောင်းချလို့ရတဲ့ငွေနဲ့ရခိုင်မှာအကြက်ဖက်လောက်ရက်တွေလုပ်နေတယ်လို့စစ်ကောင်စီဆွဆွဲပြောဆိုလိုက်တဲ့တည်း KIO ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးဆောင်ဟာရာခွဲလို့တွားတဲ့အပေါ်မှာအရခတ်တော်ကပေးပို့လိုက်တဲ့တဝန်လှအကြောင်းကိုနားဆင်ရမှာလည်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မင်းပြတိုက်ပွဲတွင်ကဖန်စီထိန်းသိမ်းထားတဲ့ စ်တုပ်ပန်း200ကျော်ကိုအာရခတက်တော်ထပ်မံလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။မင်းမြို့မြို့တိန်တိုက်ပွဲမှာအာရခတက်တော်ကဖမ်းဆီးရမိခဲ့တဲ့စစ်တုပ်ပန်းတွေထဲကစစ်တုပ်ပန်းမိသားစုဝင်200ကျော်ကိုအာရခတက်တော်ကမနေ့ကမေလ16ရက်နေ့မှာပြန်လည်လွှတ်ပေးခဲ့တယ်လို့အာရခတက်တော်ရဲ့မင်းပြမျိုးအုတ်ချုပ်ရေးပိုင်းတာဝန်ရှိသူတို့ကအတိပြုပြောပါတယ်။အခုတစ်ကြိမ်လွှတ်ပေးတာဟာဒုတိယအကြိမ်လွှတ်ပေးတာဖြစ်ပြီးတော့အခုလွှတ်ပေးသူတွေဟာပြစ်မှုတစုံတရာကျူးလွန်မှုမရှိတဲ့အတွက် စစ်ဆေးပြီးနောက်မှာပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့အာရခတပ်တော်ရဲ့မင်းပြမျိုးအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက CNA ကိုအတည်ပြုပြောပါတယ်။ပထမအကြိမ်အနေနဲ့လဲစစ်တုပ်ပန်း290ကိုအာရခတပ်တော်ကဧပြီလ23ရက်နေ့မှာလွှတ်ပေးတာရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိကြန့်ရှိနေတဲ့စစ်တုပ်ပန်းရေအတွက်ကိုတော့စစ်ကောင်စီရဲ့လေကြောင်းရန်အခြေအနေကြောင့်ထည့်သွင်းပြောဆိုလို့မရဘူးလို့လဲဆိုပါတယ်။အာရခတပ်တော်ဟာမင်းပြမျိုးနယ်ကိုပြီးခဲ့တဲ့2024ခုနှစ် ဖေဖော်ဝါရီ16ရက်နေ့မှာစစ်ကောင်စီတပ်တို့ရဲ့အနှစ်နှစ်အလလာအသက်ဆွဲနေထိုင်ခဲ့တဲ့စစ်စခန်းတွေကိုတိုက်ခိုက်ကအပိတက်သိမ်းပိုက်ပြီးတော့တင်းငိမ်အေးချမ်းစွာနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစတင်လှောက်ဆောင်နေပြီဖြစ်တဲ့မြို့နယ်တစ်ခုဖြစ်ပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကိုကြုံတွေ့နေရဆဲမြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ခန့်နာစင်ရမှာကတော့အရခတ်တက်တော်ကမူရစ်စေဝါရောင်းချလို့ရတဲ့ငွေနဲ့ရခိုင်မှာအကျန့်ဖက်လုံရက်တွေလုပ်နေတယ်လို့ စစ်ကောင်စီဆွဆွဲပြောဆိုလိုက်တဲ့တဲ့တင်ကိုနားဆင်ရမှာပါ။အရခတ်တတော်အနေနဲ့မူရစ်စေဝါတွေရောင်းချလို့ရရှိလာတဲ့ငွေကြေးတွေနဲ့လက်နက်ခဲယမ်းတွေဝယ်ယူကရခိုင်ပြည်အတွင်းမှာအကြမ်းဖက်လုပ်ရက်တွေကိုလောက်ဆောင်နေတယ်လို့စစ်ကောင်စီကမေလ16ရက်နေ့မှာတဲ့တင်ထုတ်ပြန်ပြောဆိုလာပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာကတော့အေအေတောင်ကျန်းသူအဖွဲ့အနေနဲ့မူရစ်စေဝါတဲဆောင်ရောက်ဝယ်မှုတွေကိုပြုလုပ်ပြီးတော့ရလာတဲ့ငွေကြေးတွေနဲ့လက်နက်ခဲယမ်းတွေဝယ်ယူကာ ရခိုင်ပြည်တွင်းမှာအကြမ်းဖက်လုပ်ငန်းတွေကိုလှုပ်ဆောင်တာလက်နက်အားကိုနဲ့အပြစ်မဲ့ပြည်သူတွေပေါ်အနိုင်ကျင့်နှိပ်စက်တပ်ဖြတ်တာတွေကိုလှောက်ဆောင်နေတယ်လို့စစ်ကောင်စီကဆွဆွဲထုတ်ပြန်ပြောဆိုထားပါတယ်။ဒီပြောဆိုချက်ဟာမူရစ်စေဝါတွေနဲ့တူဖန်စီရမိခဲ့တဲ့အရကတတော်အေရဲ့ထောက်ပံ့ရေးတာဝန်ခံနေပိုင်လင်းခေါ်အောင်နိုင်ကျွရဲ့ထွက်ဆိုချက်ဖြစ်တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။စစ်ကောင်စီအနေနဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေပါဝေးလူသားမျိုးနွယ်စုတစ်ခုလုံးကိုအန္တရာယ်ဖြစ်စေတဲ့မူရစ်စေဝါတယ်ဆောင်ရောက်ဝယ်ရေးကိစ္စကို မြို့သားရဲတာဝန်တရက်အနေနဲ့အရှေဟော်မြင့်ဆောင်ရွက်နေပြီးတော့မူရစ်ဆေးဝါးတွေတည်ဆောင်လေးရှိတဲ့လမ်းကြောင်းတွေကို စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးတာတွေကိုတော့မြင့်လောက်ဆောင်တာတွေရှိနေတဲ့အတွက်မူရစ်ဆေးဝါးတွေပြန့်ဖြူးနေတဲ့တောင်ကျန်းတူဖွဲ့တွေနဲ့မူရစ်ကိုင်းတွေဟာရေကြောင်းရဲ့အာတာချက်ကိုအုံချပြီးတော့ရေလမ်းကြောင်းကနေတဆင်းမူရစ်ဆေးဝါးတွေကိုတည်ယူကရောင်းချတာတွေရှိနေတယ်လို့စစ်ကောင်စီကဆိုထားပါတယ်ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာတော့အရခတက်တော်ကိုမလိုလားတဲ့ပြည်သူတို့ရဲ့တရင်ပေးချက်အရာ မလေးရှားနိုင်ငံကိုပို့ဆောင်ဖို့အတွက်လောက်ဆောင်နေတဲ့ BNA 33အိတ်နဲ့ထည့်ထားတဲ့မူရစ်ဆေးဝါး ICE 638ကီလိုဂရမ်နဲ့အတူအမှန်တည်းအမည်ရှိတဲ့ဆက်လက်တစီကိုအယောက်ရီလိုက်ဒေတာကြီးဖြာပုံမျိုးရဲ့အနောက်တောင်ဘက်ရေမိုင်60ခန့်အကွာပင်လယ်ပြင်မှာတရက်ခန့်တိမ့်ဆော်နေသူနောက်ထပ်တရက်ခန့်၃ဦးကိုပါဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရဧပြီလ29ရက်နေ့မှာလဲ တနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့ရဲ့အနောက်ဘက်ရေမိုင်၁၈၀ခန့်အကွာပင်လယ်ပြင်မှာရှိတဲ့ကုန်တင်တင်ပေါ်တစီပေါ်ကပင်အိတ်၂၂၀နဲ့ထက်တွင်းတည်ဆောင်လာတဲ့ ICE 3485 kg ကက်တမင်း2000 kg ကိုလည်းကိုဆန်းတွင်65နှစ်အပါဝင်နောက်ထပ်တရက်ခန်း12ဦးကိုလည်းထပ်မံဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။ဧပြီလ29ရက်နေ့ညနေပိုင်းမှာလည်းမူရစေဝါတည်ဆောင်ရောင်းချနေတဲ့အာရခတပ်တော်ရဲ့ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်းခေါ် အောင်နိုင်ကျွဲ34နှစ်နဲ့အတူကွင်းဆက်တရက်ခန့်တွေဖြစ်ကြတဲ့နောက်ထပ်၃ဦးကိုလည်းရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ် FMI အိမ်ယာ AMO 116မှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့မေလ၁ရက်နေ့မှာလည်းတရက်ခန့်နေပိုင်လင်းခေါ်အောင်နိုင်ကျွယ်နဲ့ဒုရစေဝါတဲဆောင်ရောင်းချတဲ့နေရာမှာပါဝင်နေတဲ့အာရခတက်တော်ရဲ့ထောက်ပံ့ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ပိုင်ပိုင်ထွေးခေါ်အောင်နိုင်ထွေးခေါ်အောင်နိုင်သူခေါ်ပိုင်ပိုင်၂၆နှစ်အပါဝင်၃ဦးကိုလည်းထပ်မံဖမ်းဆီးရမိခဲ့ပြီးမေလ၆ရက်နေ့ညနေပိုင်းမှာလည်း ်ဝင်းဆက်တရက်ခံဖြစ်တဲ့ကောင်းမြတ်သူ25နှစ်ကိုလည်းထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါဗျ။မေလ17ရက်နေ့ညနေပိုင်းမှာတော့အရခတ်တော်အေရဲ့ထောက်ပံ့ရေးဒုတိယတာဝန်ခံနေမြင့်ထွန်းခေါ်ပြည်ဆောင်ခေါ်လူကြီး42နှစ်ကိုလည်းပီနာအိတ်32အိတ်ထဲမှာထက်တွင်းတိုးဝှက်ထားတဲ့ကက်တမင်း1000ကီလိုဂရမ်နဲ့အတူထပ်မံဖမ်းဆီးရမိခဲ့ပြီးတော့ဖမ်းဆီးရမိခဲ့တဲ့မူရစ်စေဝါရဲ့စုစုပေါင်းကာလတန်ဖိုးဟာမြန်မာကျပ်ငွေ182.25ဘီလီယံရှိပြီးတော့ မူရစေဝတရက်က26ဦးကိုပါစစ်ကောင်စီအနေနဲ့ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုထားပါဗျ။ဒါအပြင်အာရုံကတက်တော် A ရဲ့ထောက်ပံ့ရေးတာဝန်ခံနေပိုင်လင်းခေါ်အောင်နိုင်ကျွဲ34နှစ်ရဲ့ထွက်ဆိုချက်အရအာရုံကတက်တော်ဟာဒီမူရစေဝတွေရဲ့ရောင်းချပြီးတော့ရလာတဲ့ငွေတွေနဲ့လက်နက်ခဲယမ်းတွေဝယ်ယူဖြစ်တင်းနိုင်ဖို့အတွက်မူရစေဝတဲဆောင်ရောင်းဝယ်မှုတွေကိုကျဲပြက်စွာလောက်ကင်နေရတာဖြစ်ပြီးတော့အခုဖမ်းဆီးရမိခဲ့တဲ့မူရစေဝတွေဟာလည်းရှမ်းပြည်နယ်တောင်ပိုင်းဘိုင်းလင်းခရိုင်ကျဲတိမြို့နယ်ဝမ်ဟိုင်းကျဲရွာနယ် ဖမ်းဆီးဖို့ကြံနေတဲ့တရခန်ကိုဆိုင်ကိုတရုတ်ခေါ်ကိုဆိုင်လူစီကနေဝယ်ယူခဲ့တာဖြစ်ပြီးတော့မလေးရှားနိုင်ငံကိုပို့ဆောင်ရောင်းချဖို့လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုထားကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိစစ်ကောင်စီဖမ်းဆီးရမိထားတဲ့မူရစ်စေဝါတွေဟာအာရခတက်တော်ရဲ့မူရစ်စေဝါတွေလို့စစ်ကောင်စီကတပတ်သက်ဆွဆွဲပြောဆိုနေမှုနဲ့ပတ်သက်ပြီးဟောက်မဟုတ်ဆိုတဲ့အတည်ပြုချက်ကိုရရှိနိုင်ဖို့အတွက်အာရခတက်တော်ပြောခွင့်ရဥက္ကဋ္ဌကိုစီအန်အေကဆက်တွယ်မေးမြန်းနေစေဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်းလက်ရှိဖမ်းဆီးရမိထားတဲ့တရက်ခန်တွေကိုဥပဒေအရထိရောက်စွာရေးယူဆောင်ရွက်နိုင်ရေးအတွက်ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ဖမ်းဆီးဖို့ကြံနေသေးတဲ့တရက်ခန်နှစ်ဦးကိုလည်းဆက်လက်ဖမ်းဆီးသွားမှာဖြစ်တယ်လို့လည်းထုတ်ထားပါဗျ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ KIO ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးဆောင်ဟာရာပွဲလွန်သွားတဲ့အပေါ်မှာအာရခတက်တော်ကပေးပို့လိုက်တဲ့တဝန်လွှာအကြောင်းကိုနားဆင်ကြရမှာပါ KIO ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးဆောင်ဟာရကွယ်လွန်သွားတဲ့အတွက်ရခိုင်မျိုးသားအဖွဲ့6 UA AA ကဝန်내ကြောင်းတဝန်လွှာပေးပို့ခဲ့ပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးဆောင်ဟာရဟာပြီးခဲ့တဲ့မေလ15ရက်နေ့မနက်9:15မိနစ်မှာခရစ်တော်ခြေရင်းမှာအပ်ပျော်သွားပြီလို့ကြားသိရပြီးတော့အရခတ်တက်တော် UA AA အနေနဲ့လည်းမိသားစုတွေနဲ့ထပ်တူဝန်내ရတယ်လို့ဆိုထားပါတယ်။ KIO ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဦးဆောင်ဟာရဟာ 1938ခုနှစ်ဇူလိုင်လ9ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ကိုယ်လုံချိန်မှာတော့အသက်89နှစ်ရှိနေပြီလေဖြစ်ပါတယ်။ KNO ဩဂရဟောင်းဖြစ်ခဲ့တဲ့ဦးဆောင်ဟာရဟာ1963ခုနှစ်ဩဂုတ်လ10ရက်နေ့တုံတန်းဝန်ထောက်နေရာကိုထမ်းဆောင်နေရာကနေပြီးတော့ကချင်းလွတ်လပ်ရေးအဖွဲ့ KNOC ကိုဝင်ရောက်သွားခဲ့သူတဦးလည်းဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာ KNOC မှာအစစ်စင်တော့ယာထူးတွေကိုတာဝန်ထမ်းဆောင်ခဲ့ပြီးတော့1964ခုနှစ်မှာတော့ ကရင်ကိုဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့2006ခုနှစ်မှာတော့ဒုဥက္ကဋ္ဌရာထူးကနေပြီးတော့ကရင်ကိုဥက္ကဋ္ဌကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တူလဲဖြစ်ပါတယ်။အဲဒီနောက်2018ခုနှစ်မှာတော့ကရင်ကိုဥက္ကဋ္ဌဟောင်းဖြစ်ခဲ့တဲ့ဦးဆောင်ဟာရာဥက္ကဋ္ဌတာဝန်ကနေပြီးတော့အငိမ့်စားယူခဲ့ပါတယ်။သူ့အနေနဲ့ကချင်လူမျိုးတွေနဲ့ကရင်ကိုကရင်ရဲ့အတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့တပ်တန်းတစ်လျှောက်လုံးမှာကိုကျိုးမငဲ့ပဲအများအကျိုးအတွက်အနစ်နာခံဆွတ်လွတ်ပြီးတော့အဖွဲ့အစည်းကပေးအပ်လာတဲ့တာဝန်တွေကိုတက်တက်ကြွကြွထမ်းဆောင်နိုင်ခဲ့သူတူဖြစ်တဲ့အတွက် အများလေးစားတာကိုခံရသူတဦးဖြစ်တယ်လို့လဲအရခတ်တက်တော် UAA ကပြောဆိုထားပါတယ်။အဲ့ဒီလိုအဖွဲ့အစည်းကပြည့်တဲ့တာဝန်တွေကိုကချင်လူမျိုးတွေနဲ့ KYI ကို KYI ရဲ့အတွက်55နှစ်တန်တိုင်းမငြင်းမညူထပ်ဆောင်ခဲ့တဲ့ KYI ရဲ့ဥက္ကဋ္ဌဟောင်းဦးဆောင်ဟာရအနေနဲ့ခရစ်တော်မှာကောင်းစွာအိပ်ပျော်ပါစေလို့လဲပခိုင်အမျိုးသားအဖွဲ့ကြောင့် UAA ကဆုတောင်းမေတ္တာပို့သလိုက်တယ်လို့ဆိုထားပါတယ်။ လုံးစီနေတဲ့တင်ထနာရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်းစီနေကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင်စီနေရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပေးအပ်ပါတယ်ရှင်။